အားလုံးမင်္ဂလာပါ your healing by ella page မှာပြန်လဲကြိုဆိုလိုက်ပါတယ်အာ ella a person လောက်ပေးနေကြเนาะဒီ တပတ်တာတပတ်စာအတွက်ဆောင်းရံရှောင်းရံလေးနဲ့ပတ်သက်ပြီးတော့မှဒါလုတ်ပေးရမယ်အလေးလေးကြပါတယ်။ဆိုတော့တကယ်တော့အလာကတင်းတင်းလာကနေပြီးတော့မှတင်းတင်းကနေနေ့ထိပေါ့နော်။တကယ်ဆိုရင်စက်တင်ဘာ6ကနေပြီးတော့အောက်တိုဘာ6ကနေပြီးတော့မှအောက်တိုဘာ12ရက်နေ့ထိပြောပေးရမှာပေါ့။ဒါပေမဲ့အလာအချိန်ကိုသတိထားနေရင်လည်းပဲအလာအချိန်လေးနောက်ကျသွားတယ်။ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုတွေ့ခဲ့မယ်ဆိုရင်တော့ app ရဲ့အချမ်းမှာအာဒါတင်းတင်းအင်္ဂါနေ့မနက်မှာစတွေ့ရပြီပေါ့နော်။ဆိုတော့အင်္ဂါနေ့မနက်တွေ့ခဲ့ရမ ယ်ဆိုရင်လေအင်္ဂါနေ့မနက်နော်အင်္ဂါနေ့9နာရီ9ရက်နေ့ကနေပြီးတော့မှတနင်္ဂနွေနေ့အောက်တိုဘာ12ရက်နေ့ထိဒီ view file လေးကအကျိုးဝင်ပါတယ်အဲ့တော့ဒီမှာတော့ LIC မှာတော့အခုမှတနင်္လာနေ့ညပေါ့လေဆိုတော့နည်းနည်းလေးတရက်တာနောက်ကျသွားရဲ့ဆိုရင်လေကြိုတင်ပြီးတော့မှတောင်းပန်ကြပါတယ်အာ quarantine တယောက်ကအတိပေးမှာပဲအဲဆရာမဟိုအဟောလိမတရားသေးဘူးနော်ဆိုတော့ဟုတ်သားပဲဆိုတော့အချိန်ကိုအဲ့လို miss ဖြစ်သွားတယ် ဲ့တော့ جماعه ဆောင်းရင်ရှောင်းရင်လေးနဲ့ပတ်သက်ပြီးတော့မှာအာဆက် gave အနေနဲ့ origami message ရှိလေးကလည်းအဲ guidance လေးဒီ message ရှိတောင်းထားပါတယ်အဲ့တော့ဆောင်းရင်လေးဒီအနေနဲ့ဒီတပတ်တာအလုံးမှာမိမိတို့အနေနဲ့နော် drink tea ဒီတပတ်တာအလုံးမှာမိမိတို့အနေနဲ့ဖြစ်နိုင်မယ်ဆိုရင်တောက်တာပဲဖြစ်စားတာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်ရစားတဲ့အစားအစာတောက်တဲ့ရေမှာ detox water လေးတွေတောက်တာ detox အစားအစာလေးတွေ detox လုပ်တာနောက်တစ်ခုကကြတော့ အစားတောက်တင်မှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ mental စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကိုလည်းဒီတပတ်တာလုံးမှာတက်ဖြစ်နိုင်မယ်ဆိုရင်အာ detox လုပ်စေချင်ပါတယ်เนาะမကောင်းတဲ့အတွေးတွေကိုထုတ်တာကိုယ်လည်းကြံ့ခိုင်ရေးလေးကိုဒီနေ့ဒီတပတ်မှာစပြီးလုပ်တာယောဂကျင့်တာ meditation ထိုင်တာ land shout တာ grounding เนาะတဘာဝကြီးနဲ့ အာထိဆက်တာမျိုးပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးတွေကိုဒီတစ်ပတ်မှာလုပ်စေချင်ပါတယ်တကယ်လို့အရင်ကြီးဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်မှနဲ့ကိုယ့်ရဲ့အိမ်လေးကို cleansing လုပ်တာပေါ့နော်ကိုယ့်အိမ်မှာရှိတဲ့စားတို့နော်ဒီစင်ရင်းတို့စသဖြင့်အဲ့လို harvest ဖြစ်တဲ့ကိုမိဖို့ကြောင့်နဲ့မှာရှိတဲ့ အရာဝတ္ထုလေးတွေကနေပြီးတော့မှကိုယ့်ရဲ့စိတ်ကို healing လုပ်တာ cleansing လုပ်တာကိုယ့်ရဲ့အိမ်ကိုကိုယ့်ရဲ့နေထိုင်ရာကိုဒါမှမဟုတ်ဘူးဆိုရင်ဒီတပတ်တာလုံးမှာအိယာခင်းလေးတွေလဲပေးတာမျိုးပေါ့နော်စသဖြင့်အဲ့ဒါမျိုးလေးတွေကိုလုပ်စီခြင်းပါတယ်တဲ့အဲ့တော့အမ် ဲ့ဒါကတော့ကျမတို့ guidance ပေါ့နော်ကိုယ့်ရဲ့ guidance နေ spirit တွေပေးတဲ့ message အဲ့တော့ဒီတပတ်တာလုံးမှာမိမိတို့အနေနဲ့စိတ်ပိုင်းဆိုင်ရာရာလူတွေကိုကိုမဟုတ်တဲ့သူများတွေအပေါ်မှာတွားပြီးတော့မှလွမ်းမိုးကျင်တာချုပ်ကင်ကျင်တာတခါတလေကြာရင် မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ဆန္ဒတွေမကောင်းတဲ့အပျော်ပါဘက်တွေကိုရောက်နိုင်ပါတယ်ဒါကြောင့်မို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှအပူကောင်းတဲ့လမ်းစဉ်ရောက်အောင်နော်ကိုယ့်ရဲ့စိတ်ရောလူပါကောင်းတဲ့လမ်းစဉ်ရောက်အောင်ကောင်းတဲ့အတွေးလေးတွေဖြစ်အောင်ဒီတပတ်တာတွင်မှကောင်းသောအတွေးလေးတွေနဲ့အဲကောင်းသောအယူဆအကောင်းသောအကြံဉာဏ်လေးတွေကိုရယူပါနေထိုင်ပါအာကြိုးစားပါနောက်တစ်ခုကကြတော့မိမိတို့အနေနဲ့ဒီတပတ်တာအတွင်းမှာငွေရေးကြီးကြီးနဲ့ပတ်သက်ပြီးတော့မှ အငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်နေတဲ့အရာလေးတွေမှာဆိုရင်ねကိုကเนาะအယုတ်ရင်းရေးလို့အရာထင်တယ်လို့မျိုးပေါ့เนาะဆိုတော့တကယ်ကိုအဒီတပတ်တာမှာငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှမိမိတို့လှုပ်ဆောင်ရမယ့်လုပ်ငန်းလေးတွေမှာဆိုကောင်းမွန်တဲ့အရေးလေးတွေရှိတာဖြစ်တဲ့အတွက်ထပ်ပြီးတော့မှကိုရဲ့တချို့စီးပွားရေးလုပ်ငန်းလေးတွေလုပ်ငန်းဆောင်တာလေးတွေကိုဒီတပတ်တာလုံးမှာကောင်းကောင်းလေးတည်တည်ချာချာလေးစဉ်းစားပြီးတော့မှအမ်တကယ်ကိုရဲ့ idea ကိုရဲ့အတွေးခေါ်ကိုရဲ့စိတ်နေအမ် ိုယ့်ရဲ့အတွေးစိတ်ကူးလေးတွေအတိုင်းပုံဖော်ရင်တော့ဒါအကောင်းဆုံးကာလပဲဖြစ်ပါတယ်အဲ့တော့ဒီမှာနောက်တစ်ခုပါကြားထားတယ်ဆိုခုနကပြောခဲ့သလိုပဲကိုယ်မှာရှိနေတဲ့ old self တွေတော့ဒီခါလေးကျရင်အရေးကွန်လဲရမယ့်ပုံစံမျိုးဖြစ်နေရမျိုးကိုယ့်ရဲ့အတွေးစိတ်တဏ္ဍာန်လေးကိုယ့်ရဲ့ခုနပြောတဲ့ detox လုပ်ဖို့ဆိုတာလေဒီဒီမှာအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှ အတိတ်ကနေရှိတဲ့အရာဝတ္ထုအဟောင်းတွေပြဿနာအဟောင်းတွေကိုဒီတပတ်တာလုံးမှာကိုယ်ကိုလာပြီးရောမှလည်းလွမ်းလွမ်းမိုးမိမိစေနေပါနဲ့အဲ့ဒီအတိတ်ထဲမှာလည်းမနေပါနဲ့နော်အဲ့ဒီအတိတ်ထဲမှာလည်းမနေဘဲနဲ့အဲ့ဒီအတိတ်ခါနေအမြန်အစံယုံထွက်ဖို့ကြိုးစားပါဒီတပတ်တာလုံးမှာတဲ့အဲ့တော့စိတ်ရောလူပါကျမ်းမာလာအောင်ပို့ပြီးရောမှတန်ဆွမ်းလာအောင်ပို့ပြီးရောမှ resilient ကောင်းလာအောင်နော်မိမိရဲ့မိမိနဲ့အတက်နိုင်ဆုံးကိုက်ညီမဲ့အာ healing process တွေနော်နောက်တစ်ခုကကြတော့ cleansing process တွေ share work တွေကိုဒီတစ်ပတ်တားလွှဲမှာများများလေးလုပ်စီခြင်းပါတယ်အဲ့တော့အာဆောင်းရံရှောင်းရံရှောင်းရံအနေနဲ့ဒီတစ်ပတ်တားလုံးမှာမိမိတို့အနေနဲ့ဖရာတရားနဲ့ပတ်သက်ပြီးတော့မလုံဖြစ်နေဘူးเนาะကိုယ့်ရဲ့အမ် အဲ့ဒါမျိုးလေးဆိုဖျားတရားကိုအာယုံဆိုင်စေခြင်းနဲ့တချို့ဒီ spiritual ပေါ့နော်ဝိညာဉ်ရေးရပိုင်းလိုက်နေတဲ့သူတွေဖြစ်ဖြစ်ဝိညာဉ်ရေးရနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ level up ကိုတွားနေတဲ့သူတွေဆိုရင်တော့ဒီတပတ်တာလုံးမှာနည်းနည်းလေးသတိထားစေချင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ mental state မှာနော်ကိုယ့်ရဲ့ mental state မှာအရင်ကြီး clear ဖြစ်မနေဘူး pure ဖြစ်မနေဘူး like လောဘဒေါသတွေဖြစ်နေရဆိုရင်တချို့လူတွေကိုယ့်ရဲ့ ancestor ကိုယ့်ရဲ့ဘိုးဘေးတွေကိုယ့်ရဲ့အဆောင်ရှောက်တွေနဲ့အရင်ကြီး connection သွားလောက်တာမျိုးတွေကကိုယ့်အတွက် အဆင်မပြေနိုင်ဘူးအဲဒါကြောင့်မို့ကို့အတွက်တကယ်ကိုလိုအပ်နေတဲ့အချိန်အဒီကိုရဲ့ဆောင်းလျှောက်တဲ့ပုံကိုယ်တွေနော်ကိုရဲ့ ancestor တွေနဲ့ချိတ်ဆက်တဲ့အခါမျိုးမှာဆိုရင်တကယ်ကိုလိုအပ်တဲ့အချိန်ကို့ဘက်ကလည်း ready ဖြစ်နေတဲ့အချိန်အရင်ကြီးကိုရဲ့စိတ်မှာ priority မဖြစ်နေဘူးလောဘဒေါသစိတ်တွေများနေတယ်ဆိုရင်အဆောင်းလျှောက်တွေကိုလည်းမပြဖိတ်ပါနဲ့ အဆောင်လျှောက်တွေနဲ့လည်း connect မလုပ်ပါနဲ့ကိုယ့်ရဲ့ဘယ်လိုညီးတို့တော့အဆောင်လျှောက်တွေနဲ့ပေါ့နော်တက်နိုင်နေဆိုရင်တော့အာဒီတပတ်တာလုံးမှာ ကိုယ့်အနေနဲ့အမ်ကိုယ့်ဖန်နဲ့ကိုနော်အာဒီဘယ်လိုပြောမလဲဒိတ်ထန်လေးဝင်တာဖျားတရားလေးလို့တာကိုကိုကိုပြန်ပြီးတော့မှ mentally physically ပို့ပြီးတော့မှ stable ဖြစ်အောင်နေဆိုင်ဖြစ်နေဒီတပတ်တာလုံးမှာတော့ ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှခဏပြောရဲအတုံးဆွဲတွေเนาะနောက်တစ်ခုကကြတော့သူများကိုအပေးကမ်းရရောတာမျိုးလေးတွေအဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့မှဒီတစ်ပတ်တာလုံးမှာတတိထားစေခြင်းနဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးဒီတစ်ပတ်တာလုံးမှာတုံးဆွဲတာမျိုးဗျမ်းမတာမဖြစ်ပါစေနဲ့လိုအပ်လို့တုံးတာမျိုးဖြစ်ပါစေလိုအပ်ချက်ကြောင့်တုံးတာမျိုးဖြစ်ပါစေငွေရေးကြေးလေးနဲ့ပတ်သက်ပြီးတော့မှအာ တခါတလေပေါ်လာတဲ့အခွင့်အရေးလေးတွေမှာမြင်အောင်ဟိုပေါ့နော်ငွေကိုခိလောက်အောင်ကိုကိုစီကိုငွေဝင်အောင်ပဲလောက်ပါဒီတပတ်တာမှာငွေကိုထွက်သွားအောင်မလုပ်ပါနဲ့ဒါမျိုးလေးသတိပြုစေချင်ပါတယ်အဲနောက်တစ်ခုကကြတော့တချို့သူတွေငွေနဲ့ပတ်သက်ပြီးပေါ့နော်ဒီသူများတခုခုလိုလို့အတွက်ကိုကငွေလန်းခင်းလိုက်တာမျိုးနောက်တစ်ခုကကြတော့တချို့သူတွေအတွက်ကငွေလည်းဖြစ်ခြင်းဖြစ်မယ်တချို့သူတွေအတွက်ကကြတော့ ပညာရဲ့ပိုင်းဆိုင်ရာမျိုးတွေလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲတော့အရန်ကြီးလောဘစိတ်ကြောင့်အာနောက်ထပ်ပညာရက်တွေကိုလောဘတကြီးတင်ယူတာမျိုးတင်ချတာမျိုးဒါမှမဟုတ်ဘူးဆိုရင်ဟာဟိုခဏပြ competition ပေါ့နော်ပေးပတ်ဝင်ကျမသူများတွေကဒါလုပ်လို့ငါဒါလုပ်မယ်ဆိုတဲ့ပုံစံမျိုးကြောင့်သူများတွေဒီပညာရက်ကိုလိလာငါကြောက်မတည်ဘူးငါဒီပညာရက်ကိုငါလည်းလိလာမယ်ဆိုတဲ့ပုံစံမျိုးမဖြစ်မိပါစေနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီပညာရက်ကကိုတကယ်ကိုအန်တီမသွားကျင်တဲ့အဲ ရည်ရွယ်ချက်ရှိလားတကယ်ဟောကိုကဒီပညာရက်ကိုလိတ်လာလိုက်စားတဲ့ပုံစံမျိုးရှိလားအပြင်မှာသူများတွေကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာအာသူများတွေကလုံနေလို့ဟောသူများတွေကဒီဟာတွေကိုပြောနေလို့ငါလိုက်တာပြောကျင်နေဆိုတဲ့ပုံစံမျိုးကကိုနဲ့အလိုက်မဖြစ်တဲ့အရာတွေပေါ်မှာတွားပြီးတော့မှအာ invest မလုပ်မိစေနဲ့ဒါလေးတွေတတိထားပါနောက်တစ်ခုကကြောတစ်ခါတလေကြာရင်အစိတ်ပင်ကိုသွားပြီးရောမှရေမလောင်းမိပါစေနဲ့။ဘယ်အရာပဲဖြစ်ဖြစ်လူပတ်ဝန်းကျင် ကိုရစိနော်ကိုဘေးနားမှာရှိတဲ့သူပဲအရာကိုပဲဖြစ်ဖြစ်ဒါအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှတတိထားရှောင်ကျင်စေချင်ပါတယ်အမ်နောက်တစ်ခုကကြတော့အတိုက်ခံနော်အတိုက်ခံစကားများမဲ့ကိစ္စရက်ကလေးတွေမှာကိုမဖြေရှင်းနိုင်တဲ့အခါမျိုးတွေမှာဆိုတော့တွားပြီးတော့မှဖြေရှင်းပေးတာမျိုးတွေတွားပြီးတော့မှ like guidance ပေးတာမျိုးတွေ consult လုပ်တာမျိုးတွေတွားမလုပ်မိစေနဲ့အဲ့တော့သူတို့ကလူလူချင်းချင်းနဲ့ကိုကိုလာတောင်းတလာပြီးတော့မှအမ် request လုပ်တယ်ဆိုရင်တော့ it's okay လုပ်လို့ရတယ်ဒါပေမဲ့ကိုကသွားပြီးတော့မှဒါဟုတ်ဒီလိုလောက်ပါလားဆိုတဲ့ဟာမျိုးသူများရဲ့ပြဿနာတွေသူများရဲ့အခြေအနေတွေသူများရဲ့ဖြစ်နေတဲ့ situation တွေကိုသူများက concern မရှိဘဲနဲ့တော်ပြီးတော့မှအကြံဉာဏ်ပေးတာ like provide တွေပေးတာ information တွေရှာဖွေပေးတာအဲ့ဒါမျိုးတွေကိုဒီတပတ်တာအတွင်းမှာမလုပ်မိစမလုပ်မိပါစေနဲ့အဲ့တော့ overall ခြုံလိုက်မယ်ဆိုရင်ကတော့ဖြစ်နိုင်နေဆိုရင်ဒီတပတ်မှာ data လေးဝင်မှာအာ fasting လေးလုပ်ပါညစာမစားတာမျိုး ပြီးတော့အမ်အသားတွေမစားတာမျိုးပေါ့နော်တက်တက်လွတ်စားပေးတာမျိုးကိုကိုကိုတရားထိုင်တာမျိုးယောဂကျင့်တာမျိုးအလုပ်ဒီအမ်လက်ကျင်ရစားလို့မဲ့သူတွေအတွက်ဆိုရင်စပြီးတော့မှနော် exercise တခုခုလုပ်ကြည့်တာမျိုးဖြစ်နိုင်မယ်ဆိုရင်ကတော့အကိုရဲ့နော်တန်ဒီရှိနေတဲ့ trauma ကြီးနော် trauma ကိုရဲ့ဒီမကောင်းတဲ့ event ကြီး toxicity ကနေအမြန်ဆုံးအမ် လွတ်ပြီးတော့မှတကယ်ကောင်းတဲ့ relationship တစ်ခုကောင်းကောင်းတဲ့ situation တစ်ခုပေါ့နော် sorry ကောင်းတဲ့ situation တစ်ခုရောက်အောင်ဒီတပတ်တာအတွင်းမှာလှုပ်ဆောင်ဖို့ဒါအရင်အရေးကြီးပါတယ်ဆိုတော့အားလုံးပဲအာကျမပြောရှင်ပြီးတော့မှတပတ်တာလုံးမှာလိုအင်ဆန္ဒတွေပြေဝကြပါစေဆိုတော့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်